ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်မျိုးလွင်ပါကျွန်တော်ဒီနေ့ဖတ်ပြပေးမှာကတော့ဇာဝင်းကြီးဘာသာပြန်ထားတဲ့ဗမာဟယ်လင်စာအုပ်လေးပဲဖြစ်ပါတယ်ဒီเจ้าရလေးကိုနားမစင်ခင်ကျွန်တော်တို့ရဲ့မဟာစာပေ YouTube Channel လေးကို Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဗမာဟယ်လင် အခန်း1တောင်ကြီးမြို့အနီးသို့စစ်ဘေးရန်နီးကပ်လာပြီးဖြစ်တော်လဲကျမတို့သည် အန္တရာယ်ကင်းစွာဖြင့်နေထိုင်နိုင်စေဖြစ်သည်ထိုစဉ်ကကျမတို့တွင်သတင်းစာဆိုသည်မှလည်းမရှိပေရေဒီယိုမှကြားရသည့်သတင်းအစအနအချို့ကိုပင်နားဆွင့်နေကြရသည်အချို့ရေးပိုင်းကရေဒီယိုမှရရှိသောသတင်းများကိုပင်စိတ်သက်ပြက်ပြားမည်ဆိုသဖြင့်နားစင်မည်ကိုမနှစ်သက်ကြပေ။အချို့စစ်ပြေးဒုက္ခသည်များကလာရှုမျိုးတို့ဥတီထွက်ပြေးခဲ့ကြသည်။တို့ရတွင်လမ်းခရီး၌တောင်းတင်နေကြသူများကများပါသည်။ဂျပန်များကလည်းတောင်ကြီးမျိုးတို့ရောက်ရှိမလာသေးပေ။ ဇာဒိုမန်စမစ်ခံမှန်းတကယ်သူပင်ဖြစ်သည်မလတွင်ရန်ကုန်မြို့ကိုရန်သူလက်သို့အပြည့်အပိုင်ဆွန့်လွှတ်ခဲ့ကြရသောလည်းအချို့သောပုဂ္ဂိုလ်များကလက်ရှိအခြေအနေကိုလက်မခံနိုင်သေးဘဲငြင်းဆန်နေစေဖြစ်၏တို့သူတို့သည်လူနာတဝီဝေဒနာကိုသိနေပါလျက်လက်မခံနိုင်သောဆရာဝန်နှင့်ပင်တူနေသေးတော်သည်အေဗီလာ၁၀ရက်နေမနက်တွင်မူအမှန်တရားကိုထင်ထင်ရှားရှားမြင်လိုက်ကြရလိမ့်မည်ဖြစ်သည် ဒိုနေမတိုင်မီတရက်ကမိတ်ဆွေဟောင်းတူဖြစ်သောကာနယ်ကက်စတန်ကတောင်ကြီးမြို့သို့ရောက်ရှိလာကငားလာဝဲခဲ့သည်။တောင်ကြီးတွင်ငားများမှပေါများလာပါသည်။ကာနယ်ကက်စတန်သည်တင်းငိမ့်အေးဆေးသူတူဖြစ်ပြီးအရာရာကိုခေါင်းအေးအေးနှင့်ရင်ဆိုင်တတ်သူဖြစ်ခြင်းကြောင့်သူပြောစကားများကိုကျမဂယုရစိုက်နားထောင်ခြင်းမည်သည်။သူတို့မိတ်ထီလာမှငတ်နေကြပြီ။ဂျပန်တွေကလည်းအယံကိုနီးနေပြီ။မင်းအဖေနဲ့အမေကိုအချင်းရှိတော့မှဒီနေရာကနေခေါ်ထုတ်သွားပါဟုဆိုသည်။ သူတတိပေးချက်ကြောင့်ကျမက အဖေအားအမေနဲ့အတူအိန္ဒိယသို့ရှောင်းခွာသွားရန်တောင်းပန်ခဲ့ပါသည်ထိုစဉ်ကာလကအိန္ဒိယသို့လေယာဉ်များပြေးဆွဲနေတုန်းပင်ဖြစ်သည်အဖေဒီကျမအမိထအသက်အနည်းငယ်ကြီးတော်လဲအိမ်တော်သက်ရလာတဲ့အခါတွင် အသက်ကွာခြားမှုဆိုသည်မှာများစွာအရေးမပါတော့ဘဲတို့ရတွင် အဖေမှာကျမ်းမာရေချွတ်ရွှဲလာသဖြင့်သူ့ရှိရင်ဆွဲအသက်ထအိုးစားလာရှာသည် သို့တော့အဖေသည်သူကိုယ်တိုင်ပြုစုပြုထောင်ထားသောအိမ်နှင့်စိုက်ခင်းများကိုမခွဲနိုင်မခွာရဖြစ်ခဲ့သည်မိတို့ပင် အကြောင်းပြစီကမူတောင်ကြီးမြို့မှမခွာဘူးဟုဆိုသည်အဖေအားကျိုးချောင်းမျိုးစုံဖြောင်းပြပြောဆိုနေစဲမှာပဲဂျပန်တို့၏လေယာဉ်များသည်ကျမတို့ခေါင်းပေါ်တွင်ဝဲနေပြီဖြစ်သည်ပထမနေ့ဖြစ်စဉ်များကိုကျမယခုထက်ထိပြန်လည်တွေးတော်ရမည်ပါဈေးရုံဘောက်ကိုပထမဆုံးချိန်ဘုံကျဲတိုက်ခတ်ခံရပြီးသည့်နောက်ဈေးရုံဝဲအတွင်းမှဆရာဝန်အိုကြီးတရီးတရံဖြင့်ထွက်လာသည်ကိုတွေ့လိုက်ရသည် ူးလက်ထဲတွင်ဖန်ခွက်များကိုကင်ကအိတ်ထဲသို့ထိုးသွင်းနေသည်ကိုလည်းတွေ့ရ၏သူဘာလုပ်နေသည်ဆိုသည်ကို သူကိုယ်တိုင်ပင်သိရှိပုံမရပေဆရာဝန်ကြီးသည်ထိတ်လန့်တုံ့လုံးမှုကြောင့်ဘာလုပ်၍ဘာကံရမည်ကိုတိတော်မည်ခြင်းနေတွင်မရှိတော့ပေသူအားအားပေးစကားဆိုကတနေရာတွင်ထားရှိရန်သာလိုတော်သည်ဘုံကျဲပြီးမကြမီမှာပင်ဒံရရသူများဈေးရုံသို့တပွဲပွဲရောက်ရှိလာခဲ့ကြသည်ရာထသည်များဝန်ထမ်းများနှင့်ရောက်ရှိလာသည့်လူနာများကိုပြုစုကုသပေးနိုင်ရန်ကြိုးစားရတော်သည် အချို့လူနာများမှာဆေးထက်ယုံမျှလိုအပ်တော်လဲတချို့လူနာများမှာချုပ်ပေးရန်လိုအပ်ပေသည်တစားစားငိုကြွေးနေသည့်ကလေးငယ်များအားနို့တိုက်ကြွေးရန်လိုအပ်ပြီး လူမြန်ကွင်းတွင်သေဆုံးနေသော ရုပ်အလောင်းများကိုလည်းဖယ်ရှားကြရသည်။ဆေးရုံတစ်ခုလုံးလူနာများဖြင့်ပြည့်စုံနေပြီးတက်နိုင်သည့်များရှင်းလင်းသွားစေရန်ဆောင်ရွက်နေစဲမှာပင်တန်ရှင်၏အလုသမားတို့ကကျမစက္ကပ်ကိုဆွဲကာဆရာမကြီးမြန်မြန်လာပါ ဘုံကအတန်ထက်နေတယ်ဟုဆိုတော့ကြောင်းသူ့ဘက်ဆက်ကိုကျမလက်ဖြင့်အတာပိတ်ကသူခေါ်ဆောင်ရသူကျမလိုက်သွားခဲ့သည်ဈေးရုံဝင်းတနေရာ၌အခန်းတစ်ခန်းစာများကြီးမားလာသောဘုံတစ်လုံးသည်မြေပြင်သို့ကြားရောက်ခဲ့တော်လဲမကွဲပဲရှိနေ၏ထိုဘုံမှာခွဲစိတ်ခံအနီးတွင်ရှိနေသည်ယနေ့ထိဘုံတစ်လုံးမှထွက်ပေါ်လာသောအတန်ကိုကျမမကြားဘူးဒီမှာအမှန်ပင်ဖြစ်ပါသည်ယုတ်တည်းရဲ့ဘုံကိုမြင်လိုက်ရသဖြင့်တန်ရှင်းရဲ့အလုပ်သမားအားဆေးရုံ၏အင်ဂျင်နီယာဖြစ်သော ဂျော့ဂျ်ဂါရက်ဒီဆိုသူအားသွားခေါ်ခိုင်းလိုက်သည်သူရောက်မလာသေးမီကာလအတွင်းဘုံပေါက်ကွဲသွားပါလျက်တောင်ကြီးမြို့၌ဈေးရုံဆိုသည်မှာရှိတော်မည်မဟုတ်ပေဆဲညုတ်ခံထားရသူပမာကျမသည်မြည်သည့်အချိန်တွင်မဆိုပေါက်ကွဲမည်ဖြစ်သောဘုံကြီးကိုငေးဆိုင်ကြည့်နေမိခဲ့သည်ယုတ်တရက်အတိဝင်လာကဘုံအနီးမှထွက်ပြေးလာခဲ့သည်တောင်ကြီးမြို့ဆိုသည်မှာပေါက်ကွဲမှုများကြောင့်မှတ်မိနိုင်ွယ်ရာမရှိတော့ပေ ဘုံအနီးမှခွာက လူနာများထံကျမရောက်ရှိလာခဲ့တော်လဲဘုံပြဿနာကိုမြည်သူဖြေရှင်းပေးနိုင်ပြီဆိုသည်ကိုအပြေလွာစဉ်းစားနေမိ။တန်ရှင်ရဲ့အလုပ်သမားကျမထံပြန်ရောက်လာချိန်၌ George သည်အရေးပေါ်အလုပ်တစ်ခုလုပ်နေရသဖြင့် မလာအားသေးဟုဆိုသည်။ကျမရုတ်တရက်ကျမမိဘအိမ်တွင် တွေ့ခဲ့ဘူးသောမဂ္ဂဇင်းတစ်စောင်ကိုတည်ရလိုက်မိသည်။ကျမအဖေသည်လစဉ် Scientific American Magazine ကိုဝယ်ယူဖတ်ရှုလေရှိသည်။ ထိုမှာကစင်းတွင်ဘုံများနှင့်ပတ်သက်၍အကြောင်းအရာချို့ကိုပေါ်ပြထားတတ်ပြီးဘုံနှလုံးမပေါက်ကွဲစေရန်စနက်တန်အားမြေသို့ဖြုတ်ရမည်ကိုပေါ်ပြသည့်ဆောင်းပါးတို့ပါဝင်ကြောင်းကျမတတိယလိုက်သည်ထိုဆောင်းပါးကိုဖတ်ရစဉ်ကကျမစိတ်ထဲတွင်မလိုအပ်ဘဲအပူစာမျက်နှာပြုံးသည်ဟုထင်ခဲ့မိမှုပါသည်တို့ရတွင်ထိုဆောင်းပါးသည်ယခုအခါ၌ကျမအတွက်အတိအကျအသုံးဝင်နေခဲ့ပြီပြီတန်ရှင်ရဲ့အလုသမားအားမဂဇင်းရှိမည်နေရာအတိအကျပြောပြပြီးအိမ်သို့တစ်ခေါက်ခိုင်းလိုက်ပြန်ပါသည် သူ့လက်ထဲ၌ပါလာသည့်မဂဇင်းပါဆောင်းပါး၌ဖော်ပြထားသည့်ပုံများကိုကျမတည်တည်ချာချာလေ့လာပါသည်အသေးစိတ်ဖော်ပြထားသဖြင့်ကျမလေ့လာရသည်မှာလဲလွယ်ကူရှင်းလင်းလာပါသည်နိုင်ဝက်ခန့်အတွင်းမှာပင်ကျမဘာလို့ရမည်ကိုသဘောပေါက်သွား၏ထို့ကြောင့်စက်ပစ္စည်းတချို့ထားရှိရာစတိုကန်းသို့သွားရောက်ပြီးကျမအတွက်လိုအပ်မည့်ပစ္စည်းကလေးရာတချို့ရှာဖွေယူငယ်လိုက်သည် ထိုအချိန်အထိစေရောက်ရှိလူများတို့မှလူနာများဖြင့်အလောရှုံနေကြပြီးခွဲစိတ်ခံအနည်း၌ရောက်ရှိနေသောတင်မင်းတမန်ဘုံเจ้าကိုမြေသူမြတ်မရိပ်စားမိကြသည်ပဲ။ကျမကလည်းမြေသူကိုမြတ်ဖွင့်ဟပြောကြားခြင်းမပြုဘဲစိတ်ကိုတည်ငြိမ်အေးဆေးရန်သာထားရှိလိုက်သည်။ဘုံဤသို့ကျမပြန်လဲရောက်ရှိသွားချိန်တွင်ဂေါရခအဖိုးတို့ကကျမအားအံ့ဩတကြီးကြည့်နေပြီးဘုံပေါက်သွားရင်ဆရာမကြီးတစစီဖြစ်သွားလိမ့်မယ်ဟုဆိုသည်။သူမှတ်ချက်စကားကိုကျမဂရုမထားပါဘူး။ ရှင်းပစက်ပိတ်ထားဘသူ့ကိုမှဘာမှမပြောနဲ့ဒီအနာဝင်းကျင်ကမိမတွေနဲ့ကလေးတွေကိုသာတက်နိုင်ဆုံးဝေးတဲ့နေရာရောက်အောင်ရှင်ခေါ်သွားပေးပါဟုသာဆိုလိုက်နိုင်သည်ကျမတကူလုံးချွေးများရွှဲနှစ်ကလက်များမှလည်းတဆက်ဆက်တို့ရင်နေသည်ကွာတချောင်းကိုကင်လိုက်ပြီးဘောနီတို့ရှင်းကက်ကစနက်တန်ဟုယူဆရသည့်နေရာကိုကျမစတင်ဖြုတ်ပါတော့သည်ကွာနဲ့ဘုံတို့တဆက်ဆက်ရိုက်ခတ်နေတဲ့ငါပင်လေးဘုံကိုယခုပင်ပောက်ကွဲစီတော့မြည်လားဟုကျမစိုးထိတ်မိပါသည် ဇေယုံတွင်မှလူနာများ၏အော်ဟစ်ညင်းညူသံများကလေးငယ်တို့၏ငိုကြွေးသံများကျမနားတွင်ရှံနေသည်ကျမမျှော်လင့်ထားသည့်ဘုံပေါက်ကွဲသံကိုမူမကြားရသေးပေစိတ်ထင်ကျမစူးစမ်းနေသည်မှာနှစ်နာရီခန့်ကြာသွားချိန်၌ကျမရှိရာသို့ George ရောက်ရှိလာခဲ့သည်မပေါက်ကွဲသေးတဲ့ဘုံတလုံးကိုမင်းဖြုတ်နေတယ်ဆိုတာကြားပါလေဟဲ့လေကဲအခုတို့နှစ်ယောက်စူးစမ်းကြည့်တာဘောဟုသူကဆိုလာသည်ကျမစနက်တန်ဖြုတ်နေတာက George ရော့ဆက်လုပ်တော့ဟုဆိုကသူ့အားလက်လွှဲပေးလိုက်သည် ူကဘောနီးသူချင်းကက်ကတည်တည်ချာချာလေ့လာလိုက်ပြီး သူ့နှကမ်းများနားနှစ်ဖက်ကိုတက်ချိတ်လောက်အောင်ပြုံးလိုက်။ဘာအနေမှမရှိဘူးဟဲ့လေ။ဘာမှလုံးမနေနဲ့ဟုဆိုလိုက်။သူစကားကိုကျမနားမလည်နိုင်ပေ။ကျမကြိုးစားမှုကြောင့်ဘုံမှာပောက်ကွဲမြင့်ချင်းဒီမှလွတ်မြောက်ခဲ့သည်လား။ဒိုရီမဟုတ်အစကလေးကအန်ဒီယံမရှိသည်ဆိုသည်လားကိုလည်းကျမမမေးမိတော့ပေ။ပောက်ခွဲတော်မြေဘုံတလုံးအန်ရီယံမှကဲတင်လိုက်နိုင်သည်ဟုကျမခံယူလိုက်ပါသည် ထိုဘုံသည်ဆေးရုံဝင်ကျွန်း၌အချိန်တော်တော်ကြာကြာနေရာယူနေခဲ့ပေသည်ဘုံကျဲခံရပြီးသည့်နောက်ပိုင်းတွင်တောင်ကြီးမြို့၏အထင်ကရလမ်းဖြစ်သောမြို့လေလမ်းတလန်းသာကျန်ရတော်သည်တို့လန်းတွင်အိန္ဒိယပြည်စီများရောင်းချသောဆိုင်များတစ်ဖက်တစ်ချက်တွင် ရှိတဲ့ကဲ့သို့ဇာတောက်ဖွဲ့ရများရောင်းချသည့်ဆိုင်များလည်းရှိခဲ့ပူသည်။တချိန်ကဘီစကစ်လက်ဖက်ရည်အဆရှိသည့်ဇာဖွဲ့ရတို့ရောင်းချသည့်ဆိုင်တို့မှာယခုပြာပုံအထိဖြစ်နေခဲ့သည်။ ဒစိုက်ကဲမအမည်ရှိဆိုင်မှာတရားလုံးမှစာယူဖက်နဲ့လက်နှိပ်တံပြီးတခဲစသဖြင့်လိုချင်သမျှရခဲ့တော်လဲယခုအခါတွင်အစအနပင်ရှာ၍မရတော့ပေ။ရုပ်ရှင်ကားများယုံတင်ပြသခဲ့သောရုပ်ရှင်ယုံမှပြပုံဖြစ်နေပြီ။လမ်းဘေးတွင်လည်းတည်ဆုံးနေကြသည့်ယုံလောင်းတို့မှကြည်ရက်စရာပင်မရှိတော့ပေ။ထိတ်လန့်တုံလုံးနေသောလူအများသည်လားရှို့သို့ထွက်ပြေးကြရန်ကြိုးစားနေကြသည်။ တရားတခြင်းမှပစ္စည်းများတဲဆောင်ကစစ်ပြေးလာကြသောလူတို့မှလည်းပါလာသည်။ပစ္စည်းများကိုစွန့်ပစ်ထားရခဲ့ကြကအသက်ပြေးလွတ်ရန်ကိုသာကြိုးစားကြတော်သည်။စွန့်ပစ်ထားခဲ့ကြသည့်များတွင်အိမ်ဝတ္ထိဆံများဖြစ်သောခွေးများ၊ကြောင်များ၊ကျက်တူရီးများနှင့်ငန်းများပင်ပါဝင်သေးသည်။မိခင်ဖြစ်သူကိုဘေးကင်းရာသို့အမြန်ပို့ဆောင်ရန်လိုအပ်လာပြီဟုကျမသဘောပေါက်လိုက်သည်။ဖခင်ဖြစ်သူကမူသူချစ်သောတောင်ကြီးမြို့မှပင်မခွဲမခွာနေရမည်ဟုဆို၏။ ဖခင်ဖြစ်သူအားမြေသည့်အနည်းနဲ့ဆွဲဆောင်စေကမူရနိုင်မည်မဟုတ်သည်ကိုကျမသဘောပေါက်မိသည်။မိခင်နှင့်ဖခင်ကိုတနေရာစီထားရှိခြင်းအဖြစ်အကယ်၍ဂျပန်သို့လာရောက်ဖမ်းဆီးပါကတရားမဟုတ်တရားလွတ်မြောက်နိုင်သည်သည်။မိခင်ဖြစ်သူမှာအသားရည်ဖြူဆိုပြီးဖခင်ဖြစ်သူမှာမူအသားညိုသူဖြစ်သည်။ထိုညတွင်ဒေသခံဆရာဝန်များသည်အဆက်ကင်းမဲ့စွာဖြင့်ဈေးရုံနှင့်တက်ဆိုင်သည့်တော်ရဲများကိုကျမချံအနှံကသူတို့မနေရတော့ကြောင်းဘေးကင်းမည်နေရာသို့ပြေးကြတော်မည်ဖြစ်ကြောင်းဆိုလာသည် ကျမတို့အားအပြစ်မတင်လို့ပါအသက်ခံရမည့်ဘေးကိုရှောင်ပြေးလိုကြပြီမှာဓမ္မနာပဲဖြစ်ပါသည်ကျမလက်အောက်မှာရှမ်းသူနာမျိုးဆရာမလေးဦးတို့မှလည်းထွက်မပြေးပါကရန်သူတို့သည်သူတို့အားအာရမကျင့်ကြံကြပြီးနောက်တက်ဖြတ်ပစ်ကြမိတာဖြစ်သည်တို့ကြောင့်သူတို့အားထွက်မပြေးပါနဲ့ဟုမဆိုရက်တကဲ့သို့ဆက်လက်တောင်းဝန်ထမ်းဆောင်နေပါကလည်းကြားရောက်လာမည့်အန်ရည်ကိုကျမကားခွေပေးနိုင်တော်မူမှာဟုတ်ပေ။ တာဝန်ကြသောဥရောပတိုက်သားများပင်လည်းတာဝန်ကိုစွန့်ခွာကာအသက်ဘေးအန္တရာယ်အတွက်ရှောင်ခွာသွားကြပြီဖြစ်သည်တိုက်ခတ်ခံရသည့်ချိန်၌တောင်ကြီးမြို့တွင်မော်တော်ကား၃စီးသာရှိပါသည်တစ်စီးမှာကျမဖခင်ပိုင်သော Dodge အမျိုးအစားကားတစ်စီးဖြစ်ပြီးစေယုံအတွက်လိုအပ်ပါကလူနာတင်ရဲ့အဖြစ်၃နိုင်တဲ့သို့ပြင်ပလူနာများအတွက်အငားရည်ဖြစ်လဲ၃နိုင်ပါသည်တို့ရတွင်ကျမအတွက်အသုံးဝင်လာသောထိုကားမှာစစ်တပ်မှအရာရှိတကူကတင်းယူသွားပြီးလာရှို့သူ ထွက်ပြေးရ၌ ူပိုင်ပစ္စည်းများကိုတင်ဆောင်ကယူဆောင်သွားခဲ့သည်ဂျမားပြည်ကဖြစ်သူနှင့်အခြားချမ်းမှသူတို့တောင်ကြီးမြို့မှခွာရဲမှခြေလျင်သာဖြစ်တော်သည်အချိန်များမှာလျင်များစွာကုံဆုံးလျက်ရှိပြီးတောင်ကြီးမြို့ပေါ်၌လူအနေငယ်သာကျန်တော်သည်လျင်များအချိန်မရွေးရောက်ရှိလာနိုင်ပြီးဘုံကျဲနိုင်သည်ကိုဂျမားသိပါသည်မိတ်ဆွေများဝိုင်းဝန်းရှာဖွေပေးသည့်ဖြင့်လော်ရီကားကိုတစ်စီးကိုရရှိလာခဲ့သည် ကားမှာအတော်ပင်ခြုံရွံ့လျက်ရှိတော်လဲဆရာဝန်တစ်ယောက်ကကားပြင်တတ်သည်ဖြင့်ထိုကားအူကြီးမှာမောင်းရွေရနိုင်သောခြေနေသို့ရောက်ရှိလာခဲ့သည်။တစ်မျိုးလုံးပိုက်စိတ်တိုက်ကရှာဖွေလိုက်ရာဒါယာအချို့ဘက်ထရီနှင့်အရေးကြီးဆုံးဖြစ်သောဓာတ်စီကိုရရှိလာခဲ့သည်။ကားရဲ့ဂျန်ငယ်မှာကော်စောဖြစ်ခြင်းကြောင့်ကျမအတွက်အရေးပေါ်လိုအပ်ပါကထိုဂျန်ပေါ်တွင်အရေးပေါ်ခွဲစိတ်မှုကိုပြုလုပ်နိုင်ပြီဖြစ်သည်။ ကျန်းရသူများတဲ့တွင်ဆရာဝန်များလည်းပါဝင်လာကြသဖြင့်အရေးပေါ်လျက်ဆောင်ရွက်နိုင်သည့်အခြေအနေတို့ရောက်ရှိလာခဲ့သည်။ထို့ကြောင့်ကျမကရင်မောင်းဖြစ်သူအားလာရှုမျိုးရှိကျမ၏ညီမဖြစ်သူထံယခုလူများပို့ဆောင်ပေးရန်ပြောဆိုရ၏။မိခင်ဖြစ်သူမှာကျမကိုသူနှင့်အတူလိုက်ပါလိမ့်မည်ဟုအထင်ရှိနေခဲ့၏။ဟဲလင်ရဲ့သမီးအမေနဲ့တခါတည်းလိုက်ခဲ့ပါဟုတစားစားဆိုနေခဲ့သည်။ကျမကဖခင်နေကောင်းလျင်လာရှုတို့လိုက်လာခဲ့မည်ဟုနှစ်သိမ့်ခဲ့ရသည်။ တို့ရတွင်ဖခင်သည်သူပြုစုပြောထောင်ခဲ့သောနေအိမ်မှခွာလိမ့်မည်မဟုတ်သည်ဆိုသည်ကိုကျမသဘောပေါက်ခဲ့ပါသည်မနိုင်ဝပစ္စည်းပစ္စည်းများနှင့်တကြုံကြုံတကြိုင်းကြိုင်းမိကလော်ရီကားကိုကြီးထွက်ခွာသွားချိန်တွင်အမေသည်မျက်ရည်ဆက်လက်ဖြင့်ပါသွားရှာသည်နောက်ထပ်သုံးနှစ်ခွဲလုံးလုံးအမေနှင့်ကျမပြန်လည်ဆုံစည်းခွင့်မရခဲ့ပါကားကိုကြီးထွက်ခွာသွားရသူလမ်းပေါ်တွင် ရက်ကမျက်စိတဆုံးကျမချိနေခဲ့မိသည်ကျမတာဝန်ရှိရာဆေးရုံသို့ပြန်လှည့်လာခဲ့ရသည် ဈေးရောင်ဝင်ဝတွင်ကျမကိုစီးကျုံနေသည်မှာမတ်စိန်ဖြစ်၏မတ်စိန်ကို ကျမကအန်နီဟုခေါ်ပြီးရှမ်းအမျိုးသမီးတူဖြစ်၏သူမဝစ်စင်ထားသောအဖြူရောင်အင်ကြီးမှာသွေးများစွန့်ပင်နေပြီးထမိန်တွင်လည်းသွေးများဟိုရစတီစစရှိနေ၏ကျမစိတ်ကအမေနဲ့အတူလာရှိုးသို့ပါသွားခဲ့တော့လဲမှန်ကွဲများမှတစ်ဆင့်ကျမကြားလိုက်ရသော လူနာများ၏ညင်းညူတံများကကျမအားမျက်စုပ်ပန်ကားလာစီသို့ပြန်လည်ဆွဲခေါ်လိုက်သည် ကျမမျှော်လင့်ထားတဲ့ကဲ့သို့ဂျပန်တို့သည်တောင်ကြီးမြို့အားအကြိမ်ကြိမ်ခါကဝင်ရောက်ခဲ့ကြသည်။အဲဒီနဲ့ကျမသည်ဈေးရုံတွင်၌အိပ်ပျော်ရင်းကထလန်းလျှောက်သူများတကယ်တို့အလောက်ကိုလုံနေကြရသည်။ဒဏ်ရာရရှိသူများကိုကျမတို့အတတ်နိုင်ဆုံးစူးစမ်းဆောင်ရှောက်ကြသည်။တို့ရတွင်ဒဏ်ရာရသူများမှာရောပါသွားခြင်းမရှိဘဲတစားထက်တစားသိုးဝါး၍သာလာခဲ့သည်။ဈေးပစ္စည်းများမှာလည်းတစားထက်တစားနှဲပါလာခဲ့ရာမော်ဖိန်းဆိုသည်မှာနာကျင်လွန်းသဖြင့်အော်ဟစ်နေသောသူများအတွက်သာသုံးနိုင်တော်သည်။ ဒါမှဆေးရုံတရုံဤတန်ရှင်းမှုမျိုးကိုကျမတို့မဆောင်ရွက်နိုင်ဒီမှာကြာခဲ့ပြီဖြစ်သည်။အဆောင်များတဲ့တွင်သူများပေးကြံနေသည်ကိုသာဈေးကျောနိုင်တော်သည်။မကြမီပင်လူနာများအားလာရောက်တည်ဆောင်ပြီးမော်တော်ယာဉ်နဲ့ရောက်လာမည်ဟုသတင်းစကားကြားရသည်။ကျမလည်းလူနာများနဲ့အတူလိုက်ပါရမည်ဟုဆိုသည်။တို့ရတွင်ထိုယဉ်နှန်းမှာရောက်မလာခဲ့ပေ။ကျမတို့မှာဖျားသခင်ထံဆုတောင်းရင်းမျော်လင့်ချက်ဖြင့်ဆောင်းစားနေခဲ့ကြရသည်။ လူနာများအားပြုစုစောင့်ရှောက်နေရသဖြင့်ကျမကိုယ်တိုင်၏လုံခြုံရေးကိုတတိပင်မရခဲ့ပေ။တတိဝရိယထားကရနိုင်သည့်မြပစ္စည်းများကိုစုဆောင်ပြီးဈေးရုံတွင်ရှိနေသူများအားဝေငှပေးရသည်။စုထားသည့်ပစ္စည်းများအားလူရဲ့ယူငင်ခြင်းမခံရစေရန်လည်းတတိထားရသည်သည်။သို့တော့တတိဝရိယထားသည့်ကြားမှာပင်ဒေါကြောင့်သို့လက်ကမောင်းခက်ကကျမထံမှဝေနှင့်ပစ္စည်းများကိုလူရဲ့သွားကြသည်။ခွဲစိတ်ခံသောပစ္စည်းတို့မှမူတောင်းတလုံးတွင်ထက်က မျက်စိအောင်မှအပြောင်းမခံထားခဲ့သဖြင့်ကြံရစ်ခဲ့ပေသည်။အေးရင်မွားသဖြင့်ကျမ၏လှုပ်ရှားမှုတို့မှာဆက်ရုပ်တရုပ်တစ်ပွဲဖြစ်နေခဲ့သည်။အန်နီသာမရှိလျင်ကျမအင်းမြဆန်းဆောင်နိုင်မည်မဟုတ်ပါ။တကယ်တမ်းဆိုလျင်အန်နီ၌ခင်မောတဲ့နဲ့သားငယ်တို့ရှိတော်လဲကျမအပေါ်တွင်ဂယုထားကစောင့်ရှောက်နေခြင်းဖြစ်၏။နေခင်ပိုင်းများတွင်ရှင်သန်နေစဲလူနာတို့အတွက်လှုပ်တင်လှုပ်ထိုက်သည်များကိုလှုပ်ပေးပြီးညပိုင်းတွင်မူကွယ်လွန်သူတို့၏ရုပ်လောင်းများကို မြုပ်နှံခြင်းဖြင့်ယောဂကူးဆက်ပြန့်ဝါမှုကိုဒါစီရသည်သည်။ ဒိုစင်ကာလာကကျမအတွက်နေ့နဲ့ညတို့မှာရက်တန့်နေတကယ်သူပင်ဖြစ်သည်24နာရီပတ်လုံးဈေးရုံတွင်လဲပတ်လှုပ်ရှားနေရသည်အကယ်၍ကျမသည်သူနာပြုတ်အုပ်တာမဟုတ်ပါကကျမအထက်သူနာပြုတ်အုပ်ကကျမလောက်ကင်နေသည်များကိုစစ်တင်ကောင်းပြစ်တင်ပေးနေမည်လူနာများကိုပြုစုနေရသဖြင့်စာရွက်စာတမ်းများဖြင့်မှတ်တမ်းတင်ရမည်များကိုမရေမှန်းနိုင်ပေလူနာတူချင်းစီတိုးတက်မှုဆိုသည်ကိုလည်းတာမန်အားဖြင့်သာမှတ်တမ်းတင်ထားနိုင်ခဲ့သည် မနိုင်ဝန်ကိုထမ်းဆောင်နေရသဖြင့်နေ့နေ့ညမှာကျမနဲ့ဒူနာပြု၄ဦးတို့အတွက်ကုံမန်းမသိကုံဆုံးခဲ့ရသည်အဲ့ချိန်ပုံမှန်မရှိအလုံအားလက်ချင်များတွင်ခဏမေးဆက်ရသည်တို့ရတွင်အေးရေးဝတီဟူ၍မရှိခဲ့ပေထို့ကြောင့်ကျမတို့မှာအားရင်ကုန်ခန်းနေကြပေပြီထိုကာလများနှင့်ပတ်သက်၍ကျမမှတ်ဉဏ်တွင်မုံရီဝိုးရဝါသာရှိတော်သည်မမှန်မိခြင်းသောသဖြင့်မေးထားခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်မိတ်ဆွေများကထိုကာလများအကြောင်းမေးမြန်းသည့်အခါ ကျမသည်ဘာမှမမှတ်မိဟုဆိုတိုင်းပြည့်တင်ဝေဖန်ခြင်းခံရသည်အမှန်ဆင်သက်တွင်ပြောစရာတစ်စက်မှမရှိခဲ့သောထိုကာလကိုကျမမှတ်ဉာဏ်တွင်မှဖျောက်ထားလိုခြင်းသာဖြစ်ပါသည်မတိစိတ်ဖြင့်ကျမသည်အဖြစ်ပြက်အားလုံးကိုအသေးစိတ်မှတ်မိနေခဲ့သည်ပြန်ပြောင်းပြောပြရမည်မှာထိခိုက်နာကျင်လွန်လာသည်ပြန်စင်းသားတိုင်းအဖြစ်ပြက်တို့သည်တရေရေပြန်လည်မြေအောင်လာပြီးဂျစ်စောပုံများဆက်တကဲ့သို့တစ်ခုပြီးတစ်ခု ქვენ ဆက်နေပေါ်လာသည် နေပေါင်းများစွာကြာခဲ့ပြီဖြစ်တော့လေထိုဖြစ်ပျက်တို့ကိုစဉ်းစားမိတိုင်းကျွန်မမျက်ရည်ကျမိပါသည်